အားလုံးတာတီးစွာပါကျွန်တော်ရဲ့ RPL Arkham မြန်မာ YouTube channel ကနေ retweet စွာ ပြန်လေးကြိုဆိုလိုက်ပါတယ် Tempo ကြောကြရခိုင်သားများဆိုတဲ့ခန္ဓာလေးကနေပြီးတော့ဆရာတော်ဦးစိန်နာအကြောင်းကိုဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နားဆင်ပေးကြပါအောင်ခင်ဗျာ။ရခိုင်ဆရာတော်ဦးစိန်တာဆရာတော်ဒီ1264ခုနှစ်ဝါဆိုလဆောက်စေရဲ့ အင်္ဂါနေ့ညနေ9နာရီအချိန်စစ်တွေခရိုင်မင်းများမြို့နေပြည်ချင်းတိုက်ရှင်းပွေရွာ၌မွေဖွာဖွားမြင်တို့မူ၏ဥချဖြူဒိုးရွှေရင်တို့၏တူဦးသေးသောတာဖြည့်၍ငယ်မီမာမောင်ချစ်ထွန်းဦးဖြစ်သည်6နှစ်သားအချိန်ကပင်မိဘနှစ်ပါးကရှင်းပွေရှင်းပွေဆရာတို့ကြီးထံအနှံ့၍ပညာသင်ကြားခဲ့သည်အသက်အသက်7နှစ်မြောက်တွင်မိဘနှစ်ပါးနှင့်အတူ န်နီးရွာသို့ပြောင်းရွေ့ခရာကန်နီးဆရာတို့ထံ၌ဆက်လက်ပညာသင်ကြားလျက်စစ်သုံးနှစ်သားအရွယ်တွင်အရွယ်1289ခုသို့ရောက်သောအခါရှင်သာမဏေအဖြစ်ဖြင့်တရာသင်ကျိုးစသောအခြေခံပါဠိစာပေများကိုသင်ကြားတက်မြောက်ခဲ့သည်1283ခုကဆုံလအသက်16နှစ်ပြည့်ခါနီးတွင် ပကုတ်ကူမျိုးတို့ပြောင်းရောက်တွားရောက်၍အချစ်တိတ်အချစ်တိတ်တိတ်တိတ်ခေါ်ဒီခါမှာခင်ဗျာအချစ် တိတ်တိတ်ခိုမဟာဝိဇ္ဇယာရှာမတိုက်ညတန်လျာဆောင်၌ကန္တဝါစကားစာချဆရာတို့ဥဇန္ဒနှင့်ဥတီလာတို့ထံ ပရိယတ်စာပေ ပရိယတ်တိစာပေကျမ်းဂန်များကို သင်ကြားဆေမှုခဲ့သည်1283ခုတပိုးရီလာ၌မဟာဝိဇ္ဇယရှာမကြောင့်တည်းဆရာတို့ကြီးဥဇဝနဟုဥပစေပြု၍ဥပသမသမရကံဆောင်ဥပစင်ဝတ်တော်မူသည်1285ခုနှစ်တွင်ဥစိန်တာသည့် မိမိအားစာချပေးခဲ့သောဆရာတော်များနှင့်အတူမန္တလေးမြို့သို့တွားရောက်၍သုံးနှစ်တတိုင်းဆက်လက်ကပရိယတ်တိစာပေကျမ်းဂန်များ သင်ကြားပို့ချခဲ့သည်။1290ပြည့်တဘောတွေလတွင်မိမိ၏နေရင်းဒေတာကန်ဒီကြီးရွာဆရာတော်ဘုရားထံသို့ပြန်ကြွားရောက်မူခဲ့သည်1290ခုဝါဆိုလာဆန်းဆက်လက်ရေးသို့ရောက်သောအခါကွဲပြားနေသောနွားကြောင်းရွာကိုအုတ်ထိန်ကထိုရွာ ကျောင်းဟောင်းတို့ပြောင်းရွေ့သတင်းသုံးရမည်ဟုသောဆရာတော်ကြီးအမိန့်ကိုနာခံလျက်ကြာနွားရာ၏ကြာနွားရာ၌ကျောင်းထိုင်ဆရာတော်အဖြစ်ခံယူခဲ့ရပေသည်ကျောင်းထိုင်ဆရာတို့အဖြစ်ဖြင့်ဥစိန်သာသည်စာပေပရိယတ်တီကိုသင်ကြားမွှားလျက်ရှိနေစဉ်ပင်မ ြို့ကြီးမြို့ငယ်ရွာကြီးရွာငယ်များ၌တောင်တူလေသမားဘဝအလုသမားလူဒန်စာဘဝတွေကိုကြေကွေးဖွေရာတွေ့မြင်လာရခြင်းကြောင့်ဆင်းရဲပင်ပန်းရခြင်းအကြောင်းရင်းကိုရှာဖွေသောအခါနေကျအရင်ရှင်နှင့်မြေရှင်ကြီးတို့၏တွေ့ဆုံမှုပင်အထက်ထက်ချာတည်မြင်လာသဖြင့်သာသနာသည်ဒါယကာတို့အပေါ်၌တည်သည်ဒါယကာပင်ပန်းကသာသနာညှို့နှွမ်းမည်ဟု ထိုင်ကတောင်တူလီသမားအလုသမားတို့၏ဘဝမြင့်တင်လို့တို့ကြောင့်စစ်တွေမျိုးတို့ကြွားရောက်ပြီးလျင်အထက်တန်းရှိနေဦးမြထွန်းဦးကျိုခိုင်ဦးထွန်းဆိုင်နန္ဒမာလာဦးဘိုခိုင်ဦးအောင်သာဦးစသည်တို့စသည်စစသည်တို့ပုံကုန်များနဲ့ညင်တိုင်းတိမ်ပင်လျက်ရခိုင်တိုင်းလုံးဆိုင်ရာကြီးပွားရေးအဖွဲ့ချုပ်ကို1290တခု92ခုဒသမုလာဆန်းဒသမုလာပြည့် တိခံပါခင်ဗျာ1292ခုအစောမုံလာ၌စတင်ဖွဲ့စည်းခဲ့လေသည်ရှင်ဖွဲ့စည်းခြင်းမှာစ၍ဥစိန်သာသည်ဥပညာတိဟာနှင့်တွေ့ဆုံကအဖွဲ့ချုပ်၏နိုင်ငံကများအဖြစ်ဖြင့်အာဂျိုမန်တဲ့အရင်ရှင်နေချစ်စနစ်ကိုတိဖြည့်လာခဲ့ကြပေသည်ဆရာတော်ဥစိန်သာသည်တောင်တူလီသမားတို့၏အခြေခံကြကြပညာပေးစည်းရုံးကတောင်တူလီသမားတို့အားအခြေခံကြကြပညာပေးစည်းရုံးက1292ခုတပေါ်တပေါင်းလာတွင်မြေပုံမြို့နှင့်ကြောင်းနွားကျေးရွာ၌၎င်း 1293ခုဒသမလတွင်မြေပုံညွန့်နှင့်ကန်နီကျွရနိုင်တဲ့ချိန်1294ခုနှင့် ကဆုံလတွင်မြေပုံမြို့နေချာအင်းတောင်ခြေရွာ၌တကြိမ်ရခိုင်တိတ်လုံးစင်ရကြီးပွားရေးအဖွဲ့ချုပ်၏ညီလာခံကိုပြုလုပ်ကဦးစီးနိုင်ရကအဖြစ်ဦးဆောင်ဦးရဲပေးခဲ့သည်ထို့စဉ်အခါကအနိုင်ငံရေးဟောပြောပွဲများသောတက်ရောက်ရန်ကိုမဆိုထားနှင့်နေရှိဆန့်ကျင်ရေးကိုအိမ်တန်မြပင်မပြောရသောအချိန်ဖြစ်သောလေညီလာခံတိုင်း၌လူ9000မြတက်ရောက်ခဲ့ကြသည်မှာဆရာတော်ဦးစိန်သာ၏လေယာဉ်မြေထွန်းလှန်ရေးပညာပေးစီရင်မှု၏အောင်မြင်ချက်ဟုပင် ထိုးခြင်းမှသည်တို့ကြောင့်တောင်သူလေသမားနှိုးကြလာခဲ့ကြသည်မိမိတို့၏အစဉ်ယူတွင်နေရခြင်းအကြောင်းရင်းကိုသိမြင်လာကြသည်နေချင်းအရင်ချင်းမိချင်းစနစ်တို့ကိုဖြိုဖျက်တိုလှန်ပြေးကြရမည်ကိုသိနာလေလာကြ၍နှိုးကြအောင်ကြလာခဲ့ကြ၏စီလုံးညီညွတ်လာခဲ့ကြသည်တိုကေတိုတတိယလုံးအောင်ကြွနိုးကြစီလုံးလာကြသောအချိန်1290ခုနှစ်တွင်ဆရာတို့ဦးစိန်တား၏တာဝန်ပေးခြင်းဖြင့်ဆရာ ဦးစံထွန်းအောင်နဲ့ဆရာဦးစံကျွေဥပန်ဥပစံတို့ရေးဆွေတော့အဖွဲ့အစည်းစီမင်းအရာအမင်းပြညီလာခံမှာကျင်းပစဉ်ကပင်ဦးအောင်ထွန်းဦးမင်းပြဒေါ်လေးယုံနဲ့ဥပစံတို့ကောင်းဆောင်ကတရင်သာအစီယုံတစ်ခုပေါ်ပေါလာခဲ့ဤဒေါ်ခါနေချက်အရင်ရှင်စနစ်ကိုတိုက်ဖြစ်ရနိုင်အမျိုးသားစည်းလုံးညီညွတ်မှုဤအထက်အရေးကြီးပုံကိုကောင်းစွာသိမြင်တော်မူသောဆရာတို့ဦးစိန်သာသည် ဆရာတော်ဦးပညာတိဟာနေတွေ့၍တခုတည်းသောအစီယုံကြီးဖြစ်များ၏ကိုကြိုးပမ်းခဲ့ရာ1299ခုနှစ်ဒိုလအတွင်တွင်စစ်တွေမျိုးတကိုးဆရာတော်ဖရာကြီးကြောင့်၌နှစ်ဖက်သော အစီယုံမှကိုယ်စလီများနှင့်မျက်နှာဆုံးကြီးဆွေးနွေးညှိနှိုင်းကရခိုင်တိုင်းလုံးဆိုင်ရာတရင်သားအစီယုံဟု တညီတညွတ်တွေတည်ထောင်ကြပြီးနေချေအရင်ချင်းစနစ်တဖြစ်ရေးအင်အားကိုတည်ထောင်ခဲ့ကြလေသည်ယင်းသို့စူပေါင်းညီညွတ်သောတခုတည်းသောနေချေအရင်ချင်းစနစ်ကိုတိုက်ဖြည့်ရေးအင်အားစုဖြစ်သည့်ရခိုင်တိုင်းလုံးဆိုင်ရာတရင်သားအစည်းအရုံးကြီးညီလာခံကို1300တခုကစုံလတွင်ပေါ်ပေါ်မတော်မျိုးနဲ့ကျင်းပခဲ့ပြီး တောင်သူလေသမားလူဒန်းစာတိတ်ဝေးလမ်းစဉ်ကို ပြက်ပြက်သားသားဖို့ထုတ်ချမှတ်ခဲ့လေသည်မြေပိုင်ရှင်စနစ် ဖြစ်သိမ်းရေးအဆိုနှင့်ရခိုင်ပြည်နယ်အပါအဝင်မြန်မာတပြည်လုံးလုံးဝလွတ်လပ်ရေးချက်ချင်းပေးဆိုကိုထုံညီလာခံ၌တညီတညွတ်တွေဆုံးဖြတ်ကြပြီးရခိုင်တိုင်းလုံးအပြင်းအထန်စီယုံ ခေကြပေသည်ညီလာခံအပြီးနေုံလတွင်နိုင်ငံဆရာတို့များဖြစ်သောဥစိန်တာနှင့်ဥပညာတိဟာတို့အားနေချက်ဆိုရတို့ကဖန်စီပြီးဆရာတို့အားအလौကျန်းနှင့်၁၈လထောင်တန်းအပြည့်ပေးခဲ့ ခံရလေသည်ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာသော1303ခုနှစ်ပိုင်းတွင်ဆရာတော်ဦးစိန်သာသည်ဆရာတော်ဦးပညာသည်ဟာနှင့်အတူလက်နက်ကင်မျိုးချေတပ်များဖွဲ့စည်းပြီးနေချင်းအင်္ဂလိပ်တို့အားတော်လှန်ခဲ့ပေသည်ဆရာတော်ဤတပ်များသည်မြေပုံမြို့ကို၎င်းကြောက်ဖြူမြို့ကို၎င်းနေချင်းတို့လင်းမှအသိဉာဏ်ထိန်ထိန်ထားနိုင်ခဲ့လေသည်ထိုစဉ်အခါကရခိုင်မျိုးရှိတက်များသည် နေရှိတော်အားတစ်ခုခံတူလန်ခေယုံသားမကတဖြစ်၌လေတောင်သူလေသမားသူရဲ့ဆင်းရဲသားတို့၏ တော့အားခေအပြည့်တွင်ညှိမ်းနှစ်စစ်လာသောတောကြောင်များကိုလေနှိမ်နှင်းခရသည်ထို့ကြောင့်1304ခုကဆုံလတွင်ဘိုရန်အောင်တပ်များရခိုင်စစ်ကြောင်းရှိလာသောအခါတစ္ဆာဖောက်တို့ကြောင့်များကြောင့်ဇီယာတို့သည်အဖက်ခံရကအသက်ခံရ NCC ဖြစ်ခဲ့ရသည်သည်1305ခုနှစ်ကစစတွင် ဆရာတော်ဒီရခိုင်တိုင်းလုံးဆိုင်ရာတရင်သားအစီယုံကိုစလေအဖြစ်ရှမ်းကုန်းတို့ဆင့်ကဘူချော့အွန်ဆန်နေဆဲပြီးဖြစ်စစ်တွန်လိုင်းရဲ့အတွေ့စတင်စီစဉ်လေသည်ထို့နှင့်တကူလာဆန်းစီရင်နေတွင်မြေပုံမြို့ပိုင်နှင့်ချော့ဖြူခရိုင်ဝန်တို့၏တစ္ဆာဖောက်တည်ပင်မှုကြောင့်ဆရာတော်ဦးစိန်တာသည်ဖြစ်စစ်ဂျပန်တို့၏ဖန်ဆီခြင်းကိုခံရပြန်လေသည်ဖြစ်စစ်ဂျပန်များသည်ဆရာတော်အားကြောက်မက်ဝေရာနေမျိုးမျိုးဖြင့်လူမဆန်စွာ နှိမ်ပန်းနှစ်ဆက်ပြီးရခိုင်တိုင်းနဲ့မြန်မာပြည်ဖိစစ်တော်လိုင်းကြီးကောင်းဆောင်များနဲ့အစီအစဉ်များကိုမေးမြန်းခဲ့ရာဖိစစ်တော်ကြီးနှိမ်ပန်းချက်များကိုမခန့်နိုင်ရဖွံ့ဖြိုးလျင်တပြေလုံးဖိစစ်တော်လိုင်းကြီးကျစီဆုံးရှုံး ကြာနေမီကိုမြင်တော့ကြောင့်ဆရာတို့သည်မိမိတပါတည်းမရှိမဆန်အကျိတ်ခံပြီးတိုလိုင်း၏တစ္ဆာကိုဆောင်ထိန်ခဲ့ပေသည်ဝါဆိုလာဆန်6ရက်နေ့တွင်ဂျပန်တို့ကလက်ချိုပြီးလှုပ်ခဲ့တော့လေထိုအချိန်မှစ၍ဆရာတို့၏ကျမ်းမာရေးအခြေအနေမှာဖြစ်စစ်ဂျပန်တို့၏ညှဉ်းပန်းနှိမ့်စစ်သောတန်ကြောင့်ကျမ်းမာရေးအကြီးအကျယ်ချိုယွင်ခဲ့ပေပြီတော်တော်ဆရာတို့သည်ဖြစ်စစ်အဖြစ်တွင်နောက်မဆုံးပဲအင်တိတ်အတိတ်ဆက်လက်ခေါင်းဆောင်မှုပေးခဲ့ရာကံခိုးတိုက်ပွဲတွင်ကဘာကြိုခဲ့ရလေသည် 1306ခုနှစ်ဂျပန်ဒေါ်လာရေးအပြည့်တွင် နေချက်အင်္ဂလိပ်များပြန်ဝင်လာပြန်ရဆရာတို့ဥစိန်တာသည်ဖစ်စစ်ကိုလေးတိုးလန့်ပြီးအမျိုးသားလွတ်မြောက်ရေးအတွက်လက်နက်မအပ်ပေနေချက်ကိုလေးဆက်လက်တိုးလန့်ရမည်ဟူသောတိုးလန့်ရေးတပ်ဦးသစ္စာကိုမဖောက်လို၍နေချက်အင်္ဂလိပ်အားနှစ်နှစ်တိုင်တိုင်ဆက်လက်တိုးလန့်ခဲ့လေသည်ယင်းအချိန်တွင်ရခိုင်တောင်စင်ကမ်းရိုးတန်းတခြားရှိအေသမားဆင်းရဲသားလူထုတရားလုံးမှနေချက်တို့၏ညှဉ်းပန်းနှိပ်စက်ခြင်းရွက်ရွာများကိုမိချိုခြင်းတို့ခံကြရလေတော့လေတိမ်းပြေလွတ်လပ်ရေးအမျိုးသားလွတ်လပ်ရေးနေချက်တိုးလန့်ရေးဖစ်စစ် ့ဆန့်ကျင်ရေးကိုဇွေးသက်တီနှင့်ရှိတဲ့တက်ခဲလျက်ပင်ရှိကြပေသည်1308ခုတဆောင်းမွန်လ၌ဆရာတို့ဥပညာတိဟဝန်ကြီးဒီကံပါခင်ဗျာတဆောင်းမွန်လ၌ဆရာတို့ဥပညာတိဟဝန်ကြီးဥအောင်ဆန်းဝေ ဝန်ကြီးသခင်များနဲ့တရင်သာအစီရင်ခေါဆောင်များတို့သည်ကြာအင်းတောင်ဆရာတို့ကြောင့်တို့ရောက်လာကြပြီလျင်ဥစိန်တာနဲ့တွေ့ဆုံဆွေးနွေးကြပြီးနောက်ထိုနှစ်တို့ထိုနှစ်နှစ်တို့လစထုဒ္ဓအဘတ်တွင်ဆရာတို့အားလုံငင်းချမ်းသာခွင့်အကျညာလိုက်သဖြင့်ဆရာတို့ဥစိန်တာသည်တောခိုရမှထွက်လာ၍ခြေပြန့်တို့စီယုံကြီးကိုဆက်လက်ဆောင်ရွက်ခဲ့လေသည်1308ခု တကူလာဇန်လာ၌မြေပုံမြို့တွင်ဆရာတို့ဥစိန်တာခေါဆောင်တို့ပြေလုံးကျွတ် တပ်ပေါင်းစုညီလာခံကို ကျင်းပခဲ့ရာဖဆဖာနာနယ်ကွန်မြူနီပါတီတို့ပါဖိတ်ကြားခဲ့သည်ဘူချော့အောင်ဆန်းဥပဆွေနှင့်ဥအောင်ဆန်းဝေတို့ တက်ရောက်ခဲ့ကြပြီသည်။သို့သောအချိန်ခါနှင့်အချိန်နှင့်မညီညွတ်ခြင်းကြောင့်ညီလာခံ၌နိုင်ငံရေးကောင်ဆောင်များစိတ်ညူညီခြင်းဖြစ်ခဲ့ကြရသည်။1309ခုကဆုံလာဆန်း9ရင်းနေတွင်မြေပုံမြို့မှစစ်တင်မြို့သို့အသွားဦးစိန်တာသည်တင်ဘောပေါ်၌အဖမ်းခံရပြီလျင်၎င်းကဆုံလာဆန်းလကွေနေမှာပဲစစ်တင်မြို့မှလေရင်ဖြင့်ရန်ကုန်မင်္ဂလာတုံးနေစိတ်သို့ယူဆောင်လျင်တာယာဝတီထောင်သို့အပုတ်ခံခဲ့ရပြီနော်1310ခုနှောင်းတကူလာဆန်း 6ရည်နေတွင်တာယာဝတီထောင်ကိုတပုံတက်ပေါင်းစုများဖွင့်သောအခါမှဆရာတို့သည် ထောင်မှလုကေရလေသည်1311ခုနှယုံလာဆန်း9ရည်နေတွင်ဓာလေဆောင်နှင့်7ရည်နေတွင်ကျိုင်းကျိုင်းတို့တို့ရောင်းလာပြီးတော်လန်ရေးကိစ္စကိုဆေးလေးဆောင်ရွက်ပြန်ရာပါတီနှင့် လူထုအမြင်ကွေးပြားလာခြင်းပါတီတွင်မှလေအချင်းချင်းအမြင်မတူအယူဆကွေးပြားလာခြင်းတို့ကြောင့်ဒိုကွေးပြားမှုကိုလက်နေဖြင့်ဖြေရှင်းကြသည့်အချိန်တွင်ဆက်ရောက်လာခဲ့ကြခြင်းကြောင့် အစီအတော်မှာကြေကွေးဝန်ကြီးစာဖြေခဲ့ရသည်ထို့ကြောင့်ပါတီတွင်ညီညွတ်ရေးမဟာမိတ်ပါတီညီညွတ်ရေးပါတီနှင့်လူထုစိတ်ချမ်းသာရေးကို調査ခဲ့ရပေသည်တော်တော်လေးမှန်းချက်ပေါအောင်ခရီးမရခဲ့ပေ ရှင်တို့စူးစမ်းနေစဉ်မှာပဲကမ္ဘာနိုင်ငံရေးမြန်မာနိုင်ငံရေးအခြေအနေရလွတ်လပ်ရေးတည်တံ့ခိုင်မြဲရေးနဲ့မြန်မာနိုင်ငံအလုံသမားလေသမားများစီးပွားရေးအားလုံးညီညွတ်စေရန်လိုအပ်ပြီးဟုသဘောပေါက်ယုံကြည်ခြင်းကြောင့်ပါတီနှင့်လူထုကိုပညာပေးပြီးနောက်1939ခုတဘောရီလာဆန်6ရက်1958ခုဇန်နဝါရီလ25ရက်စနေနေ့တွင်မင်းပြမျိုး၌လင်းနေစွန်ပွေတရက်ကိုကျင်းပ၍ ဆရာတော်ဦးစိန်သာသည်တပည့်တပန်းများနှင့်ဥပဒေတွင်သို့ဝင်ရောက်ခဲ့ပေသည်ဆရာတော်ဦးစိန်သာအားအရင်ရှင်နေရှိဖြစ်စစ်တို့၏နှင်းပန်းနှိမ့်စင်မှုတန်သည်ဖြစ်စီလာခြင်းချင်းကြောင့်တက်တို60နှင့်ဝါတို42ဝါများတွင်1326ခုနှစ်တို့လဆန်း၁၀ရက်တင်းနာနှင့်နေ့လီ2နာရီချင်းချန်ကုန်မြို့ငါးထက်ကြီးဖရာလန်းအမှတ်150နှင့်တင်တို့ကျောင်းတိုင်ရွှေဘုံသာကျောင်းဆရာတို့ဥဝရိန္ဒတိခမ်းပါခင်ဗျာဥရဝိန္ဒထံ၌ တိခိုစေဝါကုသနေစဉ်မှာပင်ဖရာယဟန္တာအရှင်သူမြတ်တို့မှမလွန်ဆန်းနိုင်သောတေဝေတရားအရာပြန်လည်တို့မူရချလေသည်ဟုတ်ကဲ့ပါခင်ဗျာအဆုံးထိလိုက်ပါနာဆင်ပေးကြတယ်ကျွန်တော်တို့ရဲ့မိဘပြည်သူညီကောင်မောင်နှမအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာလာမယ့်နေ့တွေမှာလည်းပဲထဲမော်ကြောကြားရခိုင်သားများကောင်းစဉ်အောက်ကရခိုင်ပညာရှိ ဗြဟံပညာရှိလူပညာရှိတွေရဲ့အကြောင်းကိုဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ YouTube channel လေးကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင် like and subscribe လေးလုပ်သွားပေးကြပါခင်ဗျာဗီဒီယိုအစ်တတင်တိုင်းသိရအောင်ဘေးက notification bell လေးကိုလည်းနှိပ်သွားပေးကြပါအောင်ခင်ဗျာအားလုံးဖေးခင်ကြပါကြပါစေ